hello အားလုံးပဲမင်္ဂလာပါဖူဘောမချန်ကနေကြိုဆိုပါတယ်ဆိုတော့ယူရိုပါလိဒါ quarter final ပေါ့နော်ဒါပထမအကြိုဖြစ်တော့ Lyon နဲ့ Manchester United တို့ရှိမှန်ကစားပါမယ်အဲ့ဒီပွဲစဉ်တွေပွဲကြိုတုံးတစ်ချက်ပေါ့လေဆိုတော့ Lyon ကွင်းမှာ Manchester United ကသွားကစားရမှာဖြစ်ပြီးတော့ Lyon ဟာဒီဆင့်ကိုရောက်ဖို့အတွက်ကျွန်တော်တို့ဒါဒီ FCSB ဆိုတဲ့အသင်းကိုသူတို့ညကြောပေါင်း89တကူးဆိုတဲ့ရလနဲ့အနိုင်ယူပြီးတော့ရောက်လာတာ မန်ချက်စတာယူနိုက်တက်ကတော့ရီယဲစူစီတဲ့ကို5-2ဆိုတဲ့ရလနဲ့နှစ်ကြောပေါင်းအနိုင်ယူပြီးတော့ရောက်လာတာပေါ့လေဒုတိယကြောမှာတော့ဒရမာကြီးများခဲ့တဲ့နော်ပွဲပေါ့ဆိုတော့အဲ့လိုမျိုးဆိုတော့လက်ရှိမှာကျွန်တော်တို့ဒီ Lion နဲ့ Manchester United ကြားထဲမှာဟိုကွာခြားမှုတွေကကျွန်တော်တို့ရှိတယ်ကွာခြားမှုတွေရှိတယ်နှစ်နှစ်သိန်းစလုံးမှာတော့ injury ပြဿနာတွေကိုစီကြုံနေရတဲ့နေရာမှာပါတယ်ပေါ့နော် Lion ဆိုလို့ရှိရင်သူတို့ရဲ့အဓိကတောင်းပန်ကစားမတဲ့အကူလက်လွတ်ထားရတာ နောက်တချို့ကစားမားတွေမပါနေနိုင်မှုတွေကျွန်တော်ရှိတယ်။ဒါပေမဲ့လို့လိုင်းယုံမာကသူတို့မှာတကယ်ကောင်းတဲ့ကစားမားတွေကျွန်တော်ရှိနေပြီးတော့ဗောနော်။တကယ်လည်းပဲသူတို့မှာဥရောပအရဥရောပယုံမှာအတွေ့အကြုံရှိတဲ့ကစားမားတွေသူတို့ကပိုင်းဆိုင်ထားတာ။ဟိုတနေ့ကလည်းသူတို့လိုင်းလီနဲ့သူတို့ကစားတယ်။လိုင်းလီနဲ့ကစားတဲ့ပွဲမှာသူတို့2-1ဆိုတဲ့ရလနဲ့သူတို့9နေဗောနော်။ ဆိုတော့လိုင်ယွန်မာကသူတို့ထားပါတော့တိုက်စစ်မှာဆိုလို့ရှိရင်လည်းပဲအာဆနယ်ကစားမဟောင်းပြတဲ့လာကာဇက်ကဥဆောင်ထားတယ်လို့တိုလီဆိုတို့အယ်မန်ဒါတို့ပြီးလို့ရှိရင်ပြီးလို့ရှင်ပါလေဒီရိုင်ယန်ချာကီတို့လိုကစားမတွေကဒီယာဒီမှာလိုင်ယွန်တို့တော်တော်ကိုကောင်းနေတဲ့ကစားမတွေပြီးလို့ရှိရင်ကွင်းလင်မှာလည်းယူနိုက်တက်ကစားမဟောင်းဖြစ်တဲ့ချယ်ဆီနဲ့ပေါ့နော်ဒါမာတစ်ရှိတယ်လို့ကျွန်တော်တို့နောက်တန်းမှာဆိုလို့ရှိရင်လည်းပဲတာဂလီယာဖီဂိုတို့လိုကစားမတွေတို့နော်အာဆနယ်ရဲ့ဒါ ်အင်စလင်ပင်မစ်တန်နိုင်လူလူကစားမားတွေတို့တာမှုတွေလည်းကျွန်တော်ရှိရပြဆိုတော့လိုင်းယုံမာကအတွေ့အကြုံရှိတဲ့ကစားမားတွေပေါင်းစုထားတာပေါ့ဒါမျိုးဆိုတော့ United ရဲ့ခံစစ်ကိုသူတို့ကကောင်းကောင်းတော့ဒုက္ခပေးဦးမဲ့အခြေအနေမျိုးပဲဒါအပြင်ကျွန်တော်ယူရိုမှာလူတိများခဲ့ပြီးတော့ပြည်သက်တွေတည်ထားမိကြတာများတဲ့ကျွန်တော်ဒါဗါလဲဂျော်ဂျီယာတိုက်စစ်ကစားမားပြည်သူမီကောင်တက်စီတို့ပါလို့လည်းကျွန်တော်ရှိတယ်ဆိုတော့တော်တော်လေးတော့အန်ဒီရများတဲ့အစုအဖွဲ့ကိုပိုင်ထားတယ်လို့ကျွန်တော်ပြောရမယ်မန်ချက်စတာနဲ့တင်တွေ့ခဲ့တဲ့ ဒီဘယ်လိုပြောမလဲဒီဟာလဲဆူစီတဲ့တို့ဘာလို့ထဲပို့ပြီးတော့ကောင်းနေ strong ဖြစ်တယ်မြန်နေဆိုတဲ့တိုက်စစ် form ကောင်းနေတဲ့တိုက်စစ်ကိုပိုင်နာတာလိုင်ယွန်ဟာနောက်ဆုံး9ပွဲမှာ6ပွဲဒီဒီဘယ်လိုပြောမလဲအဲ့နောက်ဆုံး9ပွဲရဲ့6ပွဲမှာလိုင်ယွန်ဟာကျွန်တော်19ဂိုးထိသွင်းထားတယ် စကူခုရီတွင်ထားတယ်ဒါဟာတော်တော်ကိုတော်တော်ကိုကောင်းလို့နဲ့တိုက်စစ်အခြေအနေပေါ့လေနော်ဒါအပြင်လိုင်ယွန်ကလက်ရှိသူတို့လီဂူဝမ်မှာဆိုလို့ရှိရင်လည်းအဆင့်9မှာသူတို့ရှိနေတာ28ပွဲမှာသူတို့14ပွဲနိုင်ထားတယ်6ပွဲတည်ကြပြီးတော့10ပွဲရှုံးထားတယ်ပေါ့နော်ဆိုတော့ဒါဟာလက်ရှိလိုင်ယွန်ရဲ့အခြေအနေမျိုးပဲဆိုတော့တစ်ဖက်ကယူနိုက်တက်ကိုကြည့်တဲ့အခါမှာဆိုလို့ရှိရင်ဒါအားလုံးလည်းသိတဲ့အတိုင်းပဲအာမက်ဒီယာလိုကမပါနိုင်သေးဘူးနော်ဒီလစ်ကပါဖို့မရှိဘူးပြီးလို့ရှိရင်ကျွန်တော်တို့နေဒါနောက်တန်းမှာဆိုလို့ရှိရင် ဗာလဲဒီ Aiden Heaven တို့ပါလို့ပါဖို့မရှိသေးဘူးတိုက်စစ်ကလည်းပဲကျွန်တော်တို့ဒီ Resmat Wildland Gana Chu တို့ Jujua Zixi တို့လောက်ပဲကျွန်တော်ရှိတာမီဆန်မောင်းကပြန်ပြီးတော့ကစားနေပြီဆိုပေမဲ့လည်းလို့ဒါ injury ပြဿနာကနေပြန်လာတဲ့ player ဖြစ်တဲ့အတွက်မိနစ်90အပြည့်ကစားဖို့အဆင်သင့်မဖြစ်သေးဘူး။ကွင်းလင်မှာလည်း menu က injury ပြဿနာတက်တာလာပြီဆိုပေမဲ့လို့ပေါ့နော်။ကျွန်တော်ပွဲထွက်လူစင်းမှာပါဖို့အတွက် ready မဖြစ်သေးသလိုလူရှော့လည်းပဲနောက်တန်းမှာဒီတိုင်းပဲကျွန်တော်ဒီပွဲပါလာရင်တောင်မှလူရှော့လည်းပဲ7 minute ထက်တောင်မှပိုကစားရဖို့ကတော်တော်လေးတော့အချိန်နည်းတယ် ဒါအပြင်နော်ဒါအပြင်ကျွန်တော်တို့အနေနဲ့ဟိုတောင်မန်ဒီမှာသရုပ်ရှင်လေးပဲဗျာထားပါတော့ဒီဒါလိုတို့ပက်ထရစ်ဒူဘူလောက်တွေကျွန်တော်ရှိတာဆိုတော့ယူနိုက်တက်ရဲ့အစုအဖွဲ့ကတော်တော်လေးတော့အားနေတဲ့တယ်မှာပါပါတယ်ဒါအပြင်နောက်ဆုံးပွဲစဉ်နှစ်ပွဲကိုကျွန်တော်ကြည့်လိုက်ရင်ယူနိုက်တက်ကမန်ချက်စတာစီးတီးကိုတည်ကြီးကြထားတယ်နော်ရင်ဖောရက်စ်ကိုကျွန်တော်ရှုံးထားတယ် အချင်းကြီးကကောင်းမနေသလိုအဲ့ဒီနှစ်ပွဲစလုံးမှာလည်းကိုတကူးမှန်တွင်းယူထားနိုင်ခြင်းရှိမနေဘူး International Break မတိုင်ခင်ကပုံစံကောင်းလေးတွေပြထားပြီးတော့ International Break ပြီးလို့ပြန်ကစားတဲ့နှစ်ပွဲမှာရလကောင်တပွဲမှယူမထားနိုင်သေးတာကတော်တော်လေးတော့ပြဿနာကြီးတယ်ဗောနော်ဆိုတော့ United တို့ရဲ့ကျွန်တို့သားအဝေးကွင်းကမလွယ်ပါဘူးဒီနေရာမှာတစ်ခုရှိတာကတော့ Sociedad ကွင်းမှာသွားကစားတော့ကတော့တည်ကြောက်အောင်ကစားပြီးတော့အိမ်ကွင်းမှာတော့ဒါအနိုင်ရလက်ယူပြီးတော့နောက်တစ်ဆင့်ကိုတတ်ထားနိုင်ခဲ့တာဗောလေဒါပေမဲ့လမ်းယုံဟာပူပြီးတော့ဒီရာဒီမှာ Sociedad ထက်အများကြီးပိုကောင်းနေတဲ့အသင်း နော်နီးပြပြတဲ့လေပါပါတီပါဘလူဖွန်ဖွန်စကားရဲ့အတင်းကတော်တော်ကိုအချိန်ကြီးကောင်းနေတယ်သူရောက်လာပြီးကလေးကနိုင်ပွဲတွေစက်တိုက်ရနေတာဆိုတော့လိုင်းယွန်ဟာကျွန်တော်တို့ဒီဘယ်လိုပြောမလို့ဒီဟိုဗာလဲမစ်ဇန်နဝါရီလောက်ကနေဖေဖော်ဝါရီလအစောပိုင်းလောက်ထိကိုပဲခုနှစ်ပွဲစက်တိုက်သူတို့ကနိုင်ပွဲတွေပျောက်ခဲ့တာဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာကစားတဲ့၁၀ပွဲမှာသူတို့ခုနှစ်ပွဲထိနိုင်ထားတယ် ော့ဒါဟာတော်တော်ကိုပြောင်းလဲသွားတဲ့ပုံစံပေါ့နော်ဆိုတော့ United တွေကတော့ဗျာဒီဒီ block ကအများကြီးအာယုံဆိုင်ကစားပြီးတော့ဒါအရေးကြီးတဲ့ပွဲလို့ကျွန်တော်ပြောရမယ်အထူးသဖြင့်ကျွန်တော်လက်ရှိ United ရဲ့အခြေအနေစိုးရီကိုပြန်ပြီးတော့ဒီဘယ်လိုပြောလို့လှည့်နိုင်ဖို့ဆိုလို့ရှိရင် Champions League ဝင်ခွင့်ကြီးအများကြီးရေးပါတယ် United တို့ရဲ့ Champions League ဝင်ခွင့်ကပေါ့နော်ဒီနေရာမှာဟိုတနည်းပဲရှိရတယ်ပေါ့နော် Champions League ဝင်ခွင့်ရကျင်သလား Europa League ကိုရအောင်ယူဆိုတဲ့သဘောဆိုတော့ဟိုဘာလို့လဲဆိုတော့ပြည်တွင်းမှာကဘာမှမျှော်လင့်စရာမရှိတော့ဘူးเนาะ ဆိုတော့ယူရိုပါလိရဖို့အတွက်ကလည်းကျွန်တော်ရှိမှအတင်းကောင်းနေအများကြီးကျန်နေတယ်ကြော်ဖြတ်မဲ့အဆင့်တွေကကျန်နေတယ်ဆိုဒီညမှာလိုင်းရင်ကိုအရင်ဆုံးကြော်ဖြတ်ရမှာဆိုတော့လိုင်းရင်ကွင်းမှာတည်ကြအောင်ကစားနေနေဆိုလို့ရှိရင်ကိုမစိုးဘူးဗျာနော်ဟိုတခုရှိတာကကိုကွင်းမှာလည်းကျွန်တော်တို့ဒါအန်ဒီရပေးနိုင်နေဆိုပြီးမဲ့လည်းဒီယာဒီကတိတ်မြှော်နေလို့မရပါဘူးဘာလို့လဲဆိုတော့ဟို United ကဒီယာဒီအိမ်ကွင်းမှာပဲတိုင်ပတ်ထားတဲ့ပွဲတွေမနေဘူးဗျာကိုအိမ်ကွင်းမလို့ဟေ့ဆိုပြီးတော့ကျွန်တော်တို့ကအားသာချက်ကြီးအများကြီးရှိတယ်ဆိုပြီးတော့ယူဆလို့မရတဲ့အခြေအနေမျိုးပေါ့နော်။ဒါကြောင့်ကျွန်တော်အနေနဲ့ လိုင်ယွန်ဟာဒီနေပွဲစဉ်မှာမန်ချက်စတာယူနိုက်တက်ကိုသူတို့အိမ်ဝင်းမှာကစားခွင့်ရတော့အပြက်ဖြက်ဖို့သူတို့ကျူးပန်းလာမှာပဲဒုတိယကြောက်ကအန်ဒီယံများနိုင်ခြေရှိတဲ့အနေထားမှာသူတို့ဒုတိယကြောက်ကိုကစားဖို့မလိုအောင်သူတို့လုပ်မှာပဲဆိုယူနိုက်တက်အနေနဲ့အနိုင်ဆုံးတည်ကြအောင်ကစားနိုင်ဖို့ကျွန်တော်လိုတယ်ဒါပေမဲ့ယူနိုက်တက်ကတော့ခဲရင်ပါတယ်ကျွန်တော်ကတော့ဒီပွဲမှာလိုင်ယွန်ဘက်ကတော့မှရက်လက်ချင်းချင်းမြောင်းလေးတွေနဲ့ကတ်နိုင်သွားနိုင်ခြေရှိတယ်လို့ကျွန်တော်ထင်တယ်သူတပြင်းတော့လိုင်ယွန်ရဲ့တိုက်စစ်ကိုကျွန်တော်ကြည့်လိုက်ရင် Creative Comics ဈာမတွေကျွန်တော်ရှိတယ် ကိုသွင်းကောင်းတဲ့တိုက်စစ်ကစားမတွေကျွန်တော်ရှိတယ်လို့တယောက်ချင်းကြော်ဖြတ်မှုကောင်းတဲ့ကစားမတွေရှိတယ်။ physical ဘိုင်းကျွန်တော်တို့ကောင်းတယ်တိုက်စစ်ကမြင်လဲမြင်တယ်။ United ခံစစ်ဒီညပွဲထွက်လာမဲ့လူစင်ရကျွန်တော်တို့ကြည့်ရင် physical ဘိုင်းကျွန်တော်အားနေတယ်မှာပါတယ်။နောက်တန်းမှာ physical ဘိုင်းအားနေတာဆိုလို့ကျွန်တော်ကမကွမ်းရတယောက်လောက်ပဲကျွန်တော်ရှိမှာ။ဒါတမှမကွမ်းရကပါနိုင်ဦးမှာလန်နီယူရူတို့မာစတာဝီတို့ဆိုတဲ့မျိုးက physical ဘိုင်းတော်တော်အားနေတယ်တယ်မှာပါတာ။ဆိုတော့ဘလူးမှန်မလွယ်ဘူးပေါ့နော်။အဲကျွန်တော်တော့ line ဘက်ကရက်လက်ကောင်ရသွားမယ်ဆိုရင်တော့မှ ိတ်ပြီးတော့ဗောနော်ဒါရလက်တွေကတော့ပြတ်ဖို့ရှိတယ်လို့ကျွန်တော်မထင်ပါဘူးဂျားထဲမှာနှစ်ဖက်အသင်းဘယ်သူပဲဖြစ်ဖြစ်ဗောနော်အနီကဲထိတာတော့ဘာလို့မပါရင်ဗောလေဆိုတော့ United အဝေးကွင်းမှာရလက်ကောင်းရအောင်ယူပြနိုင်မယ်လို့ညီကလို့ထင်ကြလားဘယ်အသင်းကပထမကြော့မှာအနိုင်ရသွားမယ်ထင်ကြပါလေဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးပါတယ်